ဘာဖြစ်တာလဲတာတရေချောက်တာမေအုံးခင်မြေအော်တန်ကြလို့ကျွန်တော်လမ်းနှိုးသွားတယ်အဲ့ဒီမှာပဲမငွေကြိုင်ကိုတွေးလိုက်ရတာပဲသူကအခန်းပေါက်ကနောက်မှရက်နေတယ်မုံတီးတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်နေပြီးတော့တကားကိုဖောက်ပြီးထွက်သွားတယ်တမီးကတော့ဘလို့စပြီးတွေးတာလဲအုံးခင်မြင်းကတော့ကျမတို့အေးပြုံနေတော့မှခြေထောက်ကိုလာပြီးဆွဲတယ်လက်ကြီးကရေခဲတုံးကြီးလိုအေးဆက်နေတယ်ကျမလည်းလမ်းပြီးအော်ရင်ယုံလဲလို့လွတ်သွားတယ်တမီးသားစုလုံးအိတ်မရကြတော့ဘူးခမောင်လွင်အဖေကပရိရေပန်းပြီးတိုက်တယ် ဖယားခမ်းမှာထိုင်ပြီးခုံးတော်တွေရွတ်ပထောင်းတွေရွတ်ကြတယ်ဒီလိုနဲ့မိုးလင်းသွားတယ်မငွေချမ်းကြီးဝိညာဉ်မဝင်နိုင်အောင်ဆိုပြီးတအိမ်လုံးတချံလုံးကိုပရိချီကျိုးတွေရစ်ပတ်တယ်ပရိသေးတွေဖြူးတယ်ပရိစံတွေကျဲပတ်တယ်ဒါပေမဲ့မငွေချမ်းကြီးဝိညာဉ်ကတော့ခမောင်လွင်တို့အိတ်ခမ်းတွေကိုစိုက်စိုက်မြဲမြဲဝင်လာပြန်တယ်သူ၏အေးဆက်နေသည့်လက်တွေညေအုံးခင်မင်းကြီးခြေလောက်တွေကိုဆွဲတယ်အုံးခင်မင်းကြီးစူးစူးဘဝငယ်တန်းပောင်းအော်လိုက်သည့်အတန်းကြောင့်အလုံးနိုးသွားကြပြန်တယ်နောင်ညာကျတော့အခြေအနေကတမျိုးပြောင်းသွားပြန်တယ်ဒီတခါ ခမောင်းလွင်လန်လို့လာတာကအုံခင်မင်းရဲ့အော်သံကြောင့်တခုပဲငိုသံကြောင့်ထိနေတယ်။အုံခင်မင်းကအိယာပေါ်မှာထိုင်နေတရုတ်ထဲဆိုင်ကြီးတဝင်ငိုကြွေးနေတယ်။ဘာဖြစ်လာလဲခင်ဘာဖြစ်လို့လဲ။စိုးရင်တကြီးမဲလိုက်သည်။အုံခင်မင်းကဘာမှဖျားမပြောဘူး။ငိုရှိုက်မြဲငိုရှိုက်နေတယ်။ဘာအကြောင်းကြောင့်ငိုနေမှမသိရအောင်။သုံးလေးဆယ်ခုမီးပေမဲ့အုံခင်မင်းစီကအပြည့်မရဘူး။အငိုလည်းမတိတ်ဘူး။အဲ့ဒီညကအုံခင်မင်းငိုရမိုးလင်းသည့်အထိပဲ။ ်မိုးစင်းစင်းလေးမငိုရပြီးအိတ်ပြောသွားတယ်။ဒါပေမဲ့မကြဘူး။စင်မမင်းခန့်ကြတော့ရုတ်ခနဲ့ထားထိုင်တယ်။စိုးရင်တကြီးအကဲခန့်နေသည့်ခင်မောင်းလွင်းကိုစိုက်ကြည့်တယ်။ခင်မောင်းလွင်းသူမိမ့်မကြီးပုံမမှန်သည့်မဲလုံးတွေကိုတလိထားမိလိုက်တာ။အုံခင်မင်းကြီးမဲလုံးတွေပါ။သူ့ရှိကခင်မောင်းလွင်းကိုကြည့်နေပေမဲ့ဘာမှမမြင်သလိုကြီးဖြစ်နေတယ်။ကြောင်တော်ငေးကြည့်နေတယ်။ဘသူကဘာမေးမေးမပြောတော့ဘူး။သူပြောချင်သည့်စကားတွေကိုကြတောင်းစင်းရေးမရတက်တွတ်တက်တွတ်ပြောနေတယ်။